အားလုံးပဲမင်္ဂလာပါညဇာလန် YouTube Channel ကနေကြိုဆိုပါရစေဒီကနေ့ပြောပြပေးသောမှာကတော့လူရောင်ဆောင်နဲ့တရေအကြောင်းပဲဖြစ်ပါတယ်နားဆင်ကြည့်လိုက်အောင်ကျမနာမည်ကရွှေယူလင်းလဲပါခေပညာတက်အမျိုးသမီးတူဦးပါပဲမိသားစုနဲ့အတူတူနေပါတယ်ဒီဖြစ်ရဲ့မတိုင်ခင်ချီကျမတို့မိသားစုဟာတရေတက်စီဆိုတာတွေကို လုံးဝအယုံကြည်မရှိခဲ့ကြဘူးဒါပေမဲ့ဒီတိုက်ခန်းကိုပြောင်းလာပြီးနောက်မှာတော့အရာအလုံးဟာပြောင်းလဲသွားခဲ့ပါတယ် ဒီအခန်းမှာမတွတ်မလွတ်သေးတဲ့ပင်ဘော်ဒါဦးလီကြီးတယောက်ရှိတယ်လို့ကျမတို့ကြိုက်ခဲ့ရတယ်။သူရုတ်တရက်ဆုံးပြီးနောက်မှာသူ့မိမပြောင်းရွှေ့သွားတော့သူဟာဒီတိုက်မှာမတွတ်မလွတ်ပဲကြာနေခဲ့တယ်လို့အယောက်ကပြောကြလဲ။ကျမသူ့ကို ပထမဆုံးစားတွေ့ခဲ့တာကတော့အိမ်မက်ထဲမှာပါ။အိမ်မက်ထဲမှာညဘက် ကျမအိမ်သားအသွာနောက်ဝရန်ဒါဘက်ကိုဖြတ်သွားတဲ့အချိန် ဲ့ဒီမှာနောက်ဝရန်ဒါမှာလူတယောက်ရက်နေရကိုတွေ့လိုက်ရတယ်လူဘုံက အရက်၅ပေခုနလမလောက်ကဒုံဘုံနဲ့ဘိုက်ပူလေပုံစံမကျွတ်လွတ်သေးတဲ့သင်္ဘောသားဦးလေးကြီးများလားဒါနဲ့ကျွန်မမေးလိုက်တယ်ငါအင်ကိုဘာလာလို့ကလဲစားစရာလေးများရှိမလားလို့လာရှာတာပါ သူတလို့ပြောပြတာနဲ့ရုတ်တရက်ပြုတ်ွယ်သွားတယ်နိုးလာတော့ရိုးရိုးအိမ်မက်လူပဲတတ်မှတ်လိုက်ပြီးမြဲ လအနှဲငယ်ကြတော့သူ့ကိုထက်အိမ်မတ်မတ်တယ်ကျွန်တော်ကဒီအိမ်မှာနေခွင့်ပြုပါကျွန်တော်ဘသူကမှမနှောင့်ယှက်ပါဘူးအကူအညီလိုခဲ့ရင်လည်းကျွန်တော်ကူညီပေးပါမယ်နေခွင့်ပြုပါတို့ကကျမကိုနေခွင့်ပြုဖို့တောင်းဆိုတယ်လူပုံကြည့်ရတာဆုတ်ဆုတ်ပြက်ပြက်နဲ့အနေအဆားဆင်းရဲနေတဲ့ပုံပဲတနာစိတ်ဝင်သွားတဲ့ကျမကလည်းခေါင်းညိပ်ပြီးနေခွင့်ပေးမိတယ် ။အဲ့ဒီညကစပြီးအခြေအနေတွေဟာတပြေးပြေးပိုဆိုးလာခဲ့တယ်။သူဟာကျမတို့မိသားစုတဲထိလူယောင်ဆောင်ဝင်မွေလာတော့တယ်။တနေ့ကျမအထိုးအိမ်ကိုညာအိတ်လာလေတော့မိဖို့ကြောင့်မပကံခွဲရောက်သေးစေးကြောပြီးအဲ့ခမ်းပါထွက်လာမှဖေဖေတို့အိတ်ခမ်းကိုနှမ်းကြည့်ပြီးကတင်ပေါ်မှာလဲအိတ်နေတဲ့ဖေဖေကိုမြင်တော့အခုလေး ထမင်းစားပြီးပြီးချင်းအိတ်တို့မလိုလားအစမကြေထိတက်တယ်လို့လှမ်းပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတကယ်အဖေအစ်စ်ကအဲ့ခန်းကကျမဘေးထိုင်ကုန်မှာဖုံးတုပ်နေတာ။ကျမတော်တော်ထိမ့်လန့်သွားမိတယ်။သူဟာကျမတို့ရဲ့ပတ်ဝန်းကျင်မှာတကယ်လူတွေလိုဟန်ဆောင်နေထိုင်နေတယ်ဆိုတော့တန်တရတဖြည်းဖြည်းဝင်လာခဲ့တယ်။ဒီလိုနဲ့လေ လာနေငယ်ကြတော့နောက်ထပ်အိမ်မက်မှတ်တယ်ဒီတစ်ခုမှာကျမမြင်လိုက်ရတာက အမွေးရှိမဲနဲ့နေတဲ့အကောင်ကြီးတကောင်အိမ်ခန်းနောက်ဖေးဝရင်းရနာမှာရက်နေတာအဖိုးပြောဖို့တာရှိတယ်အမွေးရှိနေတရေအစစ်မြင့်နေပြီတဲ့တင်ဖို့သားဦးနင်းတကောင်ဒီတဲ့ထင်မဟုတ်တော့ပဲပိုဆွမ်းကြီးတဲ့နောက်တကောင်ကိုပါအိမ်နေဒီခေါ်လာခဲ့တာများလား ဒီလိုနဲ့တော်တော်ကြာတဲ့အထိအိမ်မက်ဆိုးတဲ့မမတ်တို့ကိုဒါပေမဲ့အပြင်မှာထပ်အချော့ခံရတယ်။တညညဘက်အပေါ်တော့တာအင်တာတကားကိုလည်းချစ်သေးချာခြိုက်ထားတာ။အဲ့ဒါဟိုတကားကိုအပြင်ကနဲ့အားနဲ့ဆွဲဖွင့်လိုက်တာ။အော်ဟစ်ပြီးအင်ကလူတွေကိုလှမ်းခေါ်ရတယ်။အဲ့ချင်းအင်ကခွေးလေးကလည်းနှုတ်ဖိဝရင်ကပတ်ကိုလှမ်းလှမ်းကြည့်ပြီးတီအီအီနဲ့တုံ့ညက်နေတယ်။ အိမ်ကလူတွေကတော့ဒီတိုင်းလေတိုက်လို့တကားခွင်သွားတယ်နေမှာပါ။သမီးတကားချက်တီချမချမိလို့နေမှာပါ။ကျောက်တရန်ကငါသမီးရဲ့လို့ပြောကြလေ။ဒါနဲ့ကျမလည်းအမှုမဲ့အမတ်မဲ့လို့နေလိုက်မိတယ်။အဲ့ဒီနောက်နောက်ဆုံးမတဲ့အိမ်မက်ကတော့အဆိုးဆုံးပဲ။တရေကကျမရဲ့အဖေပုံစံမတူအောင်အယံဆောင်လာခဲ့တယ်။ပြီးတော့အိမ်မက်ထဲမှာ အဖေကနှစ်ယောက်ထစ်နေတယ်။ တခုခုတော့ထူးဆန်းတယ်။တကယ်ဆိုရင်တရေကတင်းပေါ်သားဦးလေးကြီးတယောက်ပဲဆိုတော့အဖေကတယောက်ပဲဖြစ်ရမှာ။အဖေအစ်စ်ကဘသူလဲလို့ကျမမေးလိုက်တယ်။နာလီနှစ်ယောက်လုံးကလေးတန်းတူတူဖြေးတယ်။ကျမကလည်းအဖေအစ်စ်မဟုတ်ရင်ထွက်သွားဖို့ပြောလိုက်တော့ဆိုဖာဘောကတယောက်ကဒေါသတကြီးထလာတယ်။နေကငေါ့နင်းထုတ်ရဲပေါ့ဟုတ်လား လေဘင်းညက်ခံရပြီး ကျမလက်နိုးလာခဲ့တယ်။နိုးနိုးချင်း လေဘင်းကနာနေတော့ဟန်နေကြည့်မိတယ်။လေဘင်းမှာလက်ချောင်းရတယ်နဲ့။ဒါနဲ့ကြောက်လန့်ပြီးတအိမ်လုံးကိုအိမ်မက်အကြောင်းပြောပြလိုက်တယ်။အဖေနဲ့အမေကလည်းမဖြစ်တော့ဘူးဆိုပြီးနောက်ရက်မှအထက်လန်းစရာကိုပင့်ဖို့ပြင်ကြတော့တယ်။နောက်တစ်နေ့မနက်မှာပဲအင်သားတွေအားလုံးဟာ ရွှေရင်ကျော်ဆရာတဦးကိုပင်ပြီးအပတ်နှင်ဖို့ပြင်ဆင်ကြတယ်ဒီတစ်ခါဂျုံတွေ့ရတာတော့ပြောမယုံဂျုံမှခတ်ရုပ်ရှင်ဆန်းဆန်းမော်ဆန်နဲ့ချစ်ရပါပဲရောက်ရောက်ချင်းဆရာကတိုက်ခန်းရဲ့အခြေအနေကိုကြည့်ပြီးတာနဲ့မျက်နာကပြတ်သွားတယ်ငါညီမဒီအေးမတရေတကောင်လည်းမဟုတ်ဘူးလူယောင်ဖန်ဆင်းနိုင်တဲ့အထိကျန်းတဲ့တကောင်နဲ့ပြီးတော့အမွေးရှိရှိအီမဲတကောင်လည်းရှိတယ်အဲ့ဒါကတော့လူယောင်ဆောင်တရေခေါ်လာတဲ့အဖော်ဖြစ်နိုင်တယ် နင်ထုတ်ဖို့ခတ်ခဲမယ်နောက်ဆရာကပရိယုတ်မေတ္တာပို့အမျက်ပေးဝေတာစတင်လိုက်တယ်အတန်တွေကအိမ်ခန်းတစ်ခုလုံးကိုပဲ့တင်ထပ်သွားတယ်ဒါပေမဲ့ရွတ်ဖတ်တန်နေကျဲလာလီလီအခန်းထဲကလေရုကပို့အေးဆက်သွားလီလီပဲရုတ်တရက်နော့ဖေးဝရဏဘက်ကနေလေအေးအေးဒီစိတ်ကနေတိုက်လာတယ် အဲ့ဒီအချိန်မှာအန်ကျမ်းမအဖေကရုတ်တရက်ထန်ရကနေထရက်လိုက်တယ်။မျက်လုံးတွေကနီရဲနေပြီးစူးစူးရဲရဲအကြည့်တွေနဲ့အဖေမဟုတ်ပန်ချက်ချင်းသိတာတယ်။ရလိုက်။ငါ့ကိုဘသူမှနင်ထုတ်လို့မရဘူး။ငါဒီမှာနေဖို့ခွင့်ပြုချက်ရထားပြီးသား။ဒါနင့်ဂရီးနဲ့နင်းလစ်ကျွေးလင်းလေ။ဒီတစ်ခါဂရီးဖောင်းရင်အိမ်မက်လောက်နဲ့ကြီးသွားမှာမို့။အပြင်းမှာပါနင့်ကိုလေပင်ကြီးတက်ပေးမယ်။ ကျမအသက်ရှူရက်လူနီနီဖြစ်သွားတယ်။ဒါအဖေစစ်မဟုတ်ဘူး။အိမ်မက်ထဲမှာအဖေပုံစံနှစ်ကိုခွဲအယံဆောင်မှုတဲ့တင်ပေါ်တာဦးလေးကြီးနဲ့သူ့အဖေါ်အမဲကန်ကြီးနှစ်ကောင်လုံးပေါင်းပြီးအဖေကိုပူဝင်သွားတာပဲ။ဟဲရှားပြရမယ်။ဒီနေရာဟာသင်တို့နဲ့အဆက်ကြောင့်မဟုတ်။ပါစီရလေဒီလောက်နဲ့ငန်းကိုလာဆိုင်လို့မရဘူးအဖေဟာ အိမ်သေးကပရိရေဘုံကို လွှင့်ပစ်လိုက်တယ်။အဲ့ဒီအချိန်မှာကျမလဲဖေကဘလို့တတိပေါ်လာမှန်းမသိအဖေရဲ့လမောင်းကိုအားနဲ့ဆွဲချုပ်လိုက်တယ်။မဟုတ်ဘူး။ဒါကျမတို့အိမ်ရှင်ထွတ်တော့မှာကျမနေခွင့်ပေးခဲ့တာအမပဲ။ဆရာကရုတ်တရက်အတန်ကိုမြင်ပြီးဂါထာကို အာအပိနဲ့ရွတ်ဆိုလိုက်တယ်အဲ့ဒီဂါထာတန်ဟာ ကျမရဲ့နားထဲမှာတင်မကောက်ဘူးအင်ခန်းနေရန်တွေအထိလှော့ခါသွားပါတယ်ဒီအော်ဒါဟာ the pp အင်ခန်းသေးကနေနောက်ဖေးဝရန်တာဘက်အဒီနောက်တိုက်ခန်းအောက်ကိုပြုတ်ကျသွားသလိုမျိုးကြားလိုက်ရလေကျမအဖေရဲ့ခန္ဓာကိုယ်ကလေချက်ချင်းဆိုသလိုအာအင်ကုန်ခံပြီးကျမ်းပင်မပစ်လဲကြတော့လေနောက်ပုံမှန်အဖေတန်နဲ့ဘာဘာဖြစ်သွားရလဲတမီ အဲ့ဒီနောက်ဆရာကပရိရည်နဲ့အင်ကိုလှဲပတ်ပြီးပတ်ဖြန့်အင်အဝင်အထွက်တကားဒီအလုံးကို TM ဝင်နိုင်အောင် NDA ကင်းအင်းနေချိတ်ဆွဲပေးခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးဘဲအင်ပဲစိုးမမမတ်တော့။ဒါပေမဲ့ကျမတို့လိုတရဲတသတဲ့ဆိုအယုံကြည်မရှိတဲ့မိသားစုတွတ်တော့အရာအလုံးဖြောင်းလဲသွားခဲ့ပါပြီ။အင်ကခွေလေးဟာနော်ဖေးဝရန်တာကိုကြည်ပြီးတုံရင်နာမရှိတော့ပေမဲ့တခါတခါကြာရင် ကျမလူယောင်ဆောင်ထားတဲ့တရေတွေကြားထဲမှာနေနေရတယ်ဆိုတဲ့အသွေးတန်တရားပေါ်ပေါ်လာတတ်တယ်။တရေတစ္စတေယူဟာကျမပတ်ဝန်းကျင်မှာလူယောင်ဆောင်ထားတာညောင်းလားဆိုတဲ့အသည့်နဲ့အတူကျမရဲ့ဘဝဟာရင်ကလို့နှော်ကြောမလုံတော့ပါဘူး။ဇလန်းပြပါပြီ။ဤဇလန်းမှာစိတ်ဝူရင်ဇလန်းမြတာဖြစ်ပြီးတိုက်ဆိုင်မှုများရှိခဲ့ပါကအနုညွတ်တောင်းပန်အပ်ပါလေ။